အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USJ News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nan ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့သမ္မတ Donald Trump ဟာ Imperial မြခင်ပြင်ကို Tesla ကားအယောင်ပြကန်အခင်အကျင်းတပွဲပြုလုပ်လိုက်ပြီး Media တွေကိုခေါ်ယူက X လူမှုရေး Media မှာလည်း Live Stream က Elon Musk ကိုပွဲထုတ်ခဲ့ပြီးတော့ သူကိုယ်တိုင်နဲ့ Tesla ကားတစ်စီးဝယ်ယူမိဟုပြောလိုက်တဲ့သတင်းမှဖြစ်ပါတယ်။သတင်းပြေဆောင်ကတော့ CNN သတင်းဌာနကနေပြီးတော့ March 17 2025မှာ American သမ္မတ Donald Trump ဟာမနေ့အင်္ဂါနေ့17ရက်နေ့မှာ သူ့ရဲ့သမ္မတ Influencer ရဲ့မျက်ခင်းပြင်မှာ Tesla ကားရဲ့ပြကန်းအဖြစ်ယာယီဖွင့်ထုတ်လိုက်ပြီးတော့ Tesla ကားကုမ္ပဏီပိုင်ရှင်ပြီးတော့သူ့ရဲ့အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဘီလီယံနာတဲ့အီလွန်မတ်ခ်အားအထူးမျက်နှာသာ ပေးခဲ့ပါတယ်။တမရထရမ့်ဟာ သူ့ရဲ့ truth လူမှုရေးကွန်ရက်မှာနိုင်ရပေါင်းများစွာကြာအောင်သူကအီလွန်မတ်ခ်ရဲ့ကားကွန်ပဏီဖြစ်တဲ့ Tesla ရဲ့ကြာစင်းနေတဲ့ရောင်းအားကိုမြင့်တင်ပေးပြီးတော့အီလွန်မတ်ခ်ကို ထောက်ပံ့ရန်အတွက်သူကိုယ်တိုင် Tesla ကားဝယ်မယ်ဖြစ်ကြောင်းပြောခဲ့ပြီးစီနောက်အီလွန်မတ်ခ်ဟာသူ့ရဲ့ Tesla ကားအမျိုးအစား၅ခုကိုအင်ဖြူရိုရဲ့မြခင်ပေါ်သို့ယူဆောင်လာကား ဝယ်ယူလိုသူ၏သူ့ရဲ့ customer Donald Trump အားစိတ်ကြိုက်လေလာနိုင်ရန်ပြသခဲ့ပါတယ်။အဲ့ဒီပွဲမှာတော့ Elon ရဲ့ဘေးမှာသမ္မတ Trump ဟာရှိနေပြီးတော့ Tesla ကားတွေဟာအလွန်လှပကြောင်းအခြားကားတွေနဲ့မတူအောင်ထွင်ထားတဲ့ Cyber Truck ကားကိုအလွန်အံ့ဩပြီးသဘောကျကြောင်းပြောကြားသွားပါတယ်။ပြီးရင် Cyber Truck ကိုသူတစီဝယ်ထားပြီးသားလည်းဖြစ်ပါတယ်။အဲ့ဒီကားဟာဆိုရင် ကျွန်တော်ဟာတွေ့တွေ့ချင်းပဲအရန်မိုက်လိုက်တာလို့တော့ ပြောခဲ့မိပါတယ်လို့ထရမ့်ကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲစီရင်ရေးကာလတွေမှာတရုတ်ရဲ့ EV ကားတွေကိုတမရထရမ့်ဟာဝေဖန်ခဲ့ပေမဲ့သူဟာသူ့မိတ်ဆွေတွေစီကနေ Tesla ကားရဲ့အဆက်မြင့်ပြီးအလွန်ကောင်းမွန်တဲ့သတင်းတွေကိုကြားရတာကြောင့် Tesla ကားရဲ့မောင်းသူထိုင်ခုံမှာထိုင်အီလွန်ကသူ့ဘေးအားခရီးစဉ်ခုံမှာထိုင်ပြီးတော့တမရကလည်းဒီ Tesla ကားတစ်စီးဝယ်ခြင်းကြောင်းပြောလိုက်ပါတယ်။ပြီးတော့အနီရောင် Tesla ကား model အမျိုးအစား S ကိုလက်ညှိုးထိုးပြခဲ့ပြီးအဲဒီကအဲဒီအကြောင်းကို သူလူချင်းကြောင်းပြောခဲ့ပါတယ်။တမရထရမှာစိုက်နေတက်ခဲ့တဲ့ Tesla Model S All-Wheel Drive ဆိုရင်တော့ဒေါ်လာ9000ကျွဲနဲ့8000ကျားမှရှိပါတယ်။စံတပ်မောင်းနေခြင်းတော့မပြုတ်လို့တော့ပဲနောက်တစ်ခါအချိန်ရှိမှသာစံတပ်မောင်းနေမယ်လို့ပြောသွားပါတယ်။သမရအင်ဖြူတော်ကအစိုးရအရာရှိတွေရဲ့ကျင့်ဝတ်ပိုင်းနဲ့ပတ်သက်၍ကန့်ကွက်ချုပ်ချယ်မှုများကြောင့်အကြီးအကဲအစိုးရအရာရှိတဦးသာ ထိုင်နေသောတမရတအူးမှနေ၍စားသုံးသူ ထုတ်ကုန်ပစ္စည်းတစ်ခုကို ပြတ်သားစွာထောက်ခံရန်အလွန်ရှားပါးလှပါれ2019တော့ဟာထရမ့်ရဲ့အတိုင်ပင်ခံဖြစ်ခဲ့သူဂယ်လီယန်ကွန်ဝေးကဆိုရင်တမရထရမ့်ရဲ့သမီးဖြစ်သူအီဗန်ကာထရမ့်ကော်မတီကထုတ်လုပ်တဲ့အဝတ်အစားတွေကိုအမေရိကန်လူမျိုးများဝယ်ယူအားပေးရန်ပြောပြောခဲ့ရာအစိုးရအရာရှိတယောက်အနေနဲ့အဲ့ဒီလိုကြော်ညာပြောဆိုမှုမျိုး နောက်တစ်ခါမဖြစ်စေရန် အစိုးရဌာနကသူမကိုသတိပေးအကြောင်းကြားခဲ့ပါတယ်။သမ္မတထရမ်ကတော့အခုလိုမီဒီယာတွေရှေ့မှာသူ့တက်စလာကားကိုဝယ်ယူတာကိုလူတော်များများစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်ထားပြီးတော့အင်ဖြူရောဝန်ထမ်းရေးရာထိန်းချုပ်ရေးအကြီးအကဲဖြစ်သူ Dan Scavino က Elon Musk ပိုင်ဆိုင်တဲ့ X Media ကိုရက်မှာ direct ထုတ်လွှင့်ပြသခဲ့ပါတယ်။သမ္မတအင်ဖြူရောကနေပြီးတော့အခြားမှတ်ချက်ပေးသွားခြင်းတော့မရှိသေးပါဘူး။ တမရထရမ်ကတော့သူကြိုက်နှစ်သက်ခဲ့တဲ့ဒီကားဒီလေးကို check တစ်စောင်ရေးပြီးတော့ဝယ်ယူလိုက်မယ်လို့ပြောပါတယ်။တမရထရမ်ဟာဒုတိယအကြိမ်တမရအဖြစ်အင်ဖြူရကို ပြန်ရောက်လာပြီးသူပထမအကြိမ်တုန်းကတမရဖြစ်တုန်းကအเจ้าတွေရဲ့မဲဆွယ်စီယောရေးကာလကအเจ้าအရာတွေကိုတော့ပြောဆိုခြင်းများတိတ်မလုပ်တော့ပါဘူး။သူနဲ့အတူနောက်ကနေထောက်ခံပေးပြီးမမမမတ်နေပြီးခဲ့ကြတဲ့ဘီလီယံနာတစ်ထည်တွေဖြစ်တဲ့ဥပမာအီလွန်မတ်ကို အမေရိကရဲ့လက်ဟာနေတဲ့စီးပွားရေးကိုထိန်းချုပ်တဲ့အနေနဲ့လိုအပ်တာတဲ့အစမတန်ပိုများနေတဲ့အစိုးရဝန်ထမ်းများကို ဖြုတ်ချခြင်းစီးပွားရေးယိုယွင်းနေတာတွေကိုထိန်းချုပ်ဖို့တာဝန်ပေးအပ်ခဲ့ပါတယ်။အခုအခါမှာတော့အီလွန်ဟာစီးပွားရေးလုပ်ငန်းရှင်တွေမကပဲအင်ဖြူတော်အထိဝင်ရောက်လာခဲ့ပြီးမို့လို့ သူ့ရဲ့အစိုးရဝန်ထမ်းတွေအပေါ်ထိန်းချုပ်မှုကိုမကြိုက်တဲ့သူတွေဟာသူ့ရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Tesla ကားလောကကိုတပိတ်မှောက်ဆန္ဒတွေပြကြလို့ stock ဈေးကွက်မှာဆိုရင် Tesla ရဲ့ပိုင်ဆိုင်မှုယာကိုင်းနှုန်းဟာအပတ်စဉ်ကျဆင်းနေခဲ့ပါတယ်။ပြီးခဲ့တဲ့တင်းတင်းနာနဲ့မှာဆိုရင်တော့15ယာကိုင်းနှုန်းအထိကျဆင်းခဲ့ပါတယ်။တချို့ Tesla ကားဘက်ထရီသွင်းတဲ့နေရာတွေမှာဆိုရင်အဲ့ဒီနေရာတွေကိုမီးရှို့ဆန္ဒပြတာတွေအထိဖြစ်ခဲ့တယ်လို့သိရပါတယ်။ ထရမ့်ကတော့သူအခုလိုတက်စလာကားဝယ်ယူခြင်းကိုမီဒီယာတွေကနေ live stream ခဲ့တာမို့တက်စလာရဲ့ stock ဈေးကွက်ပြန်တက်လာနိုင်လိမ့်မယ်လို့ယုံကြည်ထားပါတယ်။ထရမ့်ကိုယ်တိုင်တက်စလာကားမဝယ်ခင် သူရေးသားထားတဲ့အဲ့ဒီကားနဲ့ပတ်သက်တဲ့အချက်လက်လေးတွေပါဝင်တဲ့စာကိုလည်းမီဒီယာတွေကို သူကပေးပြီးပြသခဲ့ပါတယ်။လူ လုံးဝမောင်းစရာမလိုအောင်ကောင်းတဲ့ကားဖြစ်ပေမဲ့ကားမောင်းသူနေရာမှာတော့သင်ဟာထိုင်နေရမှာဖြစ်ပါတယ်။သမ္မတထရမ့်က တချို့လူနည်းစုတွေက American Comedy ကြီးကိုထိခိုက်နာကြင်အောင်ပြုလုပ်နေကြပါတယ်။ဒါပေမဲ့ Elon Musk ဟာမျိုးချစ်စိတ်နိုင်ငံချစ်စိတ်အပြည့်ရှိဝသူမို့သူကအပြစ်ပေးခံရမှာမဟုတ်ပါဘူးလို့ပြောသွားပါတယ်။ Elon Musk ကပြောသွားတာကတော့သူနဲ့အရင် သမ္မတ Joe Biden တို့ဟာဗရာဒလန်တန်တလန်ဖြစ်ခဲ့ကြပြီး2021မှာ Democratic Party ကဦးဆောင်ပြီးတော့ Biden အစိုးရအဖွဲ့ကပြုလုပ်တဲ့ EV electric car ပြပွဲတွေမှာတော့ Tesla ကိုဖိတ်ကြားခြင်းလုံးဝသူတို့မလုပ်ခဲ့ကြပါဘူးဒါပေမဲ့ Elon ဟာသူ့ရဲ့ Tesla ကားတွေကိုပို့ပြီးတော့အရေးချင်းပြည့်စုံအောင်စူးစမ်းခဲ့ပြီး2023ဒီဇင်ဘာ Christmas မတိုင်မီညမှာတော့ Biden အစိုးရအဖွဲ့ရဲ့အေးဆက်လာတဲ့သူ့အပေါ်ထားတဲ့စိတ်ရှိခဲ့ကြောင်းကိုသူ့မီဒီယာတွေကိုရှင်းဖွင့်ခဲ့ပါတယ်မင်းကအင်ကာနေ White House မှာပြတဲ့ကားပြပွဲမှာတော့ Elon က အမေရိကမှာသူ့ရဲ့ Tesla ကားတွေကိုအခုထက်နှစ်ဆထုတ်လုပ်ဖြန့်ချီသွားမယ်လို့ပြောသွားပါတယ်။ Trump ကတော့သူဟာကားအစ်စ်မဝယ်ပြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာနေခဲ့ပြီးအခုတော့သူအလွန်ကြိုက်နှစ်သက်တဲ့ဒီ Tesla ကားအနီလေးကိုဝယ်ယူလိုက်ပြီဖြစ်ကြောင်းမနေ့ကပြောသွားပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။သတင်းကတော့ဒီလောက်ပါပဲ။နောက်လေးတွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနဲ့တိုက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye